Grand Bay အား gas ကိုစီဂျင်တိုက်ဖို့စိန်ခေါ်လိုက်ပြီး gas ကတော့တိတ်ငတ်တက်ဖွဲဆိုတဲ့စကားကိုကြားလိုက်ရလို့သွေးပြက်သွားပါတယ်။ရှီဝီခီကသူ့တခင်မဇောနဲ့အတင်းလိုက်ရှာနေရကြောင်း NDA ကိုမမြင်နိုင်မဲ့အတင်းတိုးဝင်နေလို့ Ishidoro ကဝင်ကယ်လိုက်ရပါတယ်။ Sappi ကလည်းရောက်လာပြီးမိရအရင်များလာတာကြောင့် let shot လိုက်ဖို့ပြောပေမဲ့ရှီဝီခီကတော့ငိုနေရှာပါတယ်။အဲ့ဒီချိန်မှာရှီဝီကီဆိုတဲ့အတန်ကိုကြားလိုက်ရပြီးလှည့်ကြည့်လိုက်တော့ကြီးမားလာတဲ့မီးတောက်ထဲမှာဖလော်ရာရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။တေချာနာတော်ချစ်တပြည့်လေး အဲ့ဒီကျဝက်ကိုအနဲ့ရောင်သားသမားစီယူသွားပေးလိုက်ပါမြင်မြန်လို့ရမယ်ကြောက်စရာကောင်းတဲ့ရန်သူအနာကိုရောက်နေပြီမင်းသူ့စီကိုယူမသွားပေးနိုင်ရင်သူ့အတွက်အန်ဒီရရှိတယ်လို့စိတ်ချင်းဆက်သွယ်ပြီးလမ်းပြောတော့ရှီဝီခီကလည်းအခုသခင်မအသက်အန်ဒီရကြုံနေရတယ်လीကျွန်မမထားခင်နိုင်ဘူးလို့ပြန်ပြောပါတယ်ဒီလိုဖြစ်လာမြင်မဲ့မင်းသိပြီးသားပါအချိန်ကျပြီလीဒါပေမဲ့ဒါပေမဲ့ဒီလိုပုံစံမျိုးကြီးကတော့ရက်ဆက်လွန်းနေအေးဂျန်ဂျန်လေးဖြစ်နေရမှာ哦ဒီလိုမီးတွေဝိုင်းနေရမျိုးတော့မဖြစ်သင့်ဘူးလीလို့ရှီဝီခီကပြောပါတယ် ဖြစ်တဲ့လို့ဖြစ်တာပါတပည့်စီလူသားတယောက်အနေနဲ့အချင်းကိုဖီဆန်းပြီးအသက်ရှိရှိနေတာဘလောက်ထိပြည့်ကြီးတယ်ဆိုတာကိုမှုန်ဆရာဖြစ်တဲ့မင်းကအားလုံးထက်ပိုသိပါရဲ့ဒါပေမဲ့ဒါပေမဲ့ကျမအရန်ထီးကြံသွားရလိမ့်မယ်သခင်မရဲ့ပေါင်ပေါ်မှာနေလေနေခင်မမေ့ဆက်ရတော့ဘူးဂိုလမ်နေနဲ့လည်းလက်ဖက်ကြီးမတောက်ရတော့ဘူးအားလုံးကပျောက်ကွယ်သွားတော့မှာဆိုပြီးငိုနေရှာပါရဲ့ကလေးလေးဖြစ်ခင်တွေ့ဆရာလေးဒီတစ်ခုပဲရှိသေးရှီဝီကီတယောက်အတွက်တော့တနာဆရာပါပဲ မီနဂိုင်ဂရန်ဘဲနဲ့ဒန်ယာဘလဘွားနဲ့ကရက်စတူရဲ့စီဂျန်2ဘွဲကစနေပါပြီလူမဟုတ်တဲ့ဂရန်ဘဲရဲ့ခွင်အားအပြည့်နဲ့ထုလိုက်တဲ့တူရိုက်ချက်ကိုဒါဗျာကြီးနဲ့ကာလိုက်ပေမဲ့လွန့်ထွက်သွားပါတယ်ဂရန်ဘဲကအပိုစတယ်ဂျင်းတော်မတူဘဲအခြားအပိုစတယ်အများစုထက်အများကြီးပိုကျမ်းပါတယ်တင်းငက်တက်ဖွဲ့ဆိုတဲ့နာမည်ကိုမင်းပါဇက်ကနေထွက်ရဲရလားဆိုပြီးဓာတ်နဲ့ထခုတ်လိုက်ပေမဲ့တဖက်ကဒိုင်းနဲ့ကာလိုက်ပြီးနောက်တစ်ချက်ထထုလိုက်ပြန်ပါတယ်လီးပဲနံယိုးတွေအများကြီးကျိုးကုန်ပြီလို့ဂတ်ကရည်ရွယ်လိုက်ပါတယ် ငါတူနဲ့နှစ်ချက်ထုခံရတာတော့မင်းသားမကြိုးသေးပါလားဒါပေမဲ့မင်းရဲ့ဓာကြီးကတော့စိတ်ပျက်စရာပဲငါ့ကိုလည်းပြန်မတိုက်ခိုက်နိုင်ဘူးလို့ Grand Bay ကပြောရင် Gas ကိုထင်သေးသွားပါရဲ့ကျန်တဲ့ Apostery က Season 2ပဲကိုကြည့်ရင် Grand Bay အသာစီးရနေတာမို့ငါတို့ဆုံးမကိုသွားတက်ရအောင်လို့ပြောနေတော့မှ Sky Knight ကဝင်ခုတ်လိုက်ပါရဲ့ဒီဘဲကြီးကဘာမပြောညာမပြောနဲ့ဝင်ဝင်တုတ်တာပါသူ့ပြိုင်ဘက်ကငါပဲမင်းတို့ကောင်တွေဆုံးမရဲ့ခေါင်းကိုသွားယူကြရအောင်ယူခဲ့ဆိုပြီး Zord ကအမိန်ပေးလိုက်ပါရဲ့ စကားနိုက်ကဖလိုရာကိုကာဝယ်ဖို့နောက်ကလိုက်သွားဖို့လုပ်ပေမဲ့ဆော့ကလိုက်တာပြီးခမောက်လွတ်ပေးလိုက်ရင်ကျုပ်တို့အေးနိုင်သွားမှာပေါ့ခမောက်ထိန်းထားနိုင်တဲ့ကျုပ်တယောက်ပဲရှိရဲကျန်တဲ့ကောင်တွေခမောက်မရှင်နိုင်ဘူးဆိုပြီးဆော့ကပြောလိုက်ပါတယ်ဖလိုရာတက်ဖို့အပေါ်စတေတကောင်ဝင်လာပြီးမဲ့ဆပ်ပီကိုရုနဲ့တွေ့ပြီးနှစ်ကောင်ပေါင်းတိတ်တာခံလိုက်ရပါတယ်မီအောက်တူလောင်ကန်းစီကိုသွားပြီး gas အတွက်ကြက်ဝတ်သွားယူဖို့လုပ်ကြပါရယ် အီရှိဒိုရောဘာပစ္စည်းလဲလို့မေးတော့တခင်မကိုရင်ဆောက်ရှောက်ထိန်သိမ်းထားတဲ့ရန်အန်တေများရဲ့ပစ္စည်းတစ်ခုပဲဆိုပြီးရောက်ဖာကိုတိတ်မြင်ခြင်းနဲ့ဘာဆတ်အာမော်ကြီးကိုပြလိုက်ပါတယ်ပြော့တယ်မင်းတမန်တော်ပေါင်းများတော်ခြေမုန်းခဲ့ပြီးအင်မော်ဒီဇော့တ်နဲ့လက်ရည်ညီတယ်ဆိုတော့ကောလာဟာလာရဲ့အနဲ့ရောင်တာသမဟုတ်ကောဟုတ်ရဲ့လားငါတို့ကန်ကြမာရန်သူဆိုတာမင်းလုံမပြော့ကောင်လားဆိုပြီး grand bay က6နှစ်နင်းချင်ပြောပါတယ်ဇော့တ်ကတော့ကန်ကောင်းပြီးအဲ့လိုပြိုင်ဘက်မျိုးနဲ့တွေ့ခွင့်ရခဲ့တယ် မင်းကတော့ငါ့လိုစစ်တီတော်တယောက်ရဲ့ပြိုင်ဘက်ဖြစ်ဖို့မထိုက်တန်ဘူးလို့ Grand Bear ကပြောပါတယ်။မင်းကငါ့တူနဲ့တက်ဖို့တော့မတန်ဘူး။အစိမ့်စိမ့်မောင်မောင်ဖြစ်ပြီးတေဆန်းဆိုပြီးဘယ်ဘက်လက်ကအမြောင်နဲ့ထုထွက်လိုက်ပြီမဲ့ဂိုလန်ကြီးရောက်ဝင်ကာပေးလိုက်ပါရဲ့။ရှီဝီကီယာစိတ်ရှင်းဆက်သွယ်ပြီးမီအောက်ခန်းလေးကိုဝင်လာဖို့အာယုံနဲ့ပြလိုက်ပါရဲ့။ချက်ဝဝေးရမယ့်အကြောင်းကိုပါရှင်းပြလိုက်တာကြောင့် Gas သဘောပေါက်သွားပါရဲ့။ Grand Bear ကိုတော့ဂိုလန်ကခဏအချိန်ဆွဲထားပြီး Gas ကရှီဝီကီတို့စီရောက်လာပါရဲ့။ ။ဒဏ်ရာဟောင်းတွေပွင့်လာတာပဲ။အစ်စ်တီလည်းရထားတယ်။ဂက်စ်တော်တော်ချင်းနေစိုးနေရဲ့။ချက်ကဝှက်ထားရင်တော့သူတိုက်ခိုက်နိုင်မှာမဟုတ်ဘူးလို့အီရှီဒိုရိုကသူတို့တိတိလောက်ပြောပါတယ်။ရှီဝီကီကမင်းတို့ထင်တယ်လို့မဟုတ်ဘူး။ဒီဝက်ဆောင်ဝက်လိုက်ရင်သူတိုက်ခိုက်နိုင်တယ်။ဒါပေမဲ့ဒီအခြေအနေနဲ့ဝေ့ရမှာအသက်အန္တရာယ်ရှိရဆိုပြီးဝက်မပေးတော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အဲ့အချိန်မှာအပေါ်စတယ်ရောက်လာလို့ရှီရီကီကသွားတိုက်ခိုက်ဖို့အလုပ်မှာဂက်စ်ကလက်ကိုဖမ်းဆွဲလိုက်ပြီးဟောက်ဂျက်ဝစ်ကူသာဝစ်ပေးပါလို့ပြောလိုက်ပါတယ် အပေါ်စတေဝမလာနိုင်အောင်ရှီဝီကီယာလျှက်စစ်မှောင်နဲ့ကာထားလိုက်ပြီး gas ကိုဒီ series ထဲမှာအထာအကျဆုံးဝက်ပွန်တစ်ခု item တစ်ခုအကျန်းဆုံး armor တစ်ခုဖြစ်တဲ့ basak armor ကြီးကိုဝက်ပေးလိုက်ပါတယ်ဝက်ပြီးရနဲ့အပေါ်စတေကောင်ကလည်းတကားကိုဖျက်အထဲကိုဝင်လာနိုင်ပြီး gas ကိုပါဇက်ထဲမြူချဖို့လှုပ်လိုက်ပါတယ်ဆူဆူဝါးဝါးနဲ့အော်ငူတန်ကြီးကိုကြားနေရလို့လှမ်းကြည့်လိုက်ကြတော့ကဲကြပါဦးနားရငါရဲနားရ ငါသူ့ကိုစားလိုက်တာသူ့တည်သွားရမှာလေဆိုပြီးအော်ငူနေတော့မှဓာတ်နဲ့26စိတ်လောက်စိတ်ခံလိုက်ရပါတယ်ဆော့တူပါဒီမြင်ကွန်းကိုငေးနေမိပါတယ်အဲ့ချိန်တက်ကိုင်းအပေါ်မှာရှိတဲ့အပေါ်စတေကောင်ကဂက်စီကောင်ကိုခုန်ကိုက်လိုက်ပြီးမြေဖြုံတော့မဖြုံမဲထစ်ချမ်းခွဲပေးလိုက်ပါတယ်မိုက်လိုက်တာခွာကျန်းနေဆိုတာထက်တောင်ပိုသွားပြီစောနာသူမက်တက်တောင်ရက်နိုင်တာမဟုတ်ဘူးလူကြမ်းမ်းသိရင်အဲ့ဒါမျိုးမင်းစာရီစီသွားတိုက်ကြတဲ့ကဝစ်ပေးလိုက်ရမှာလို့အီရှီဒိုရောချီကျူးရင်ပြောတော့ ဲ့ဒါအဲ့ဒီလောက်ယူရှင်းနေတဲ့အရာမဟုတ်ဘူးလို့ရှီဝီကီကပြန်ပြောလိုက်ပါတယ်အဲ့ဒါတကယ်သူရောဟုတ်ရဲ့လားသူ့လှုပ်ရှားမှုတွေစောနာနဲ့မတူတော့ဘူးဒါကတော့သူ့ဒါပဲဆိုပြီး grand bay တွေးရလောက်အောင် gas ကပူချမ်းသွားတာပါ short ကတော့ jetwick ကိုမြင်တာနဲ့ sky night ကိုလှမ်းကြည့်ပြီးလွမ်းဆွစရာပဲမိတ်ဆွေဟောင်းကြီးခမားလျှောက်ခဲ့တဲ့ဆိုးဝါးလာတဲ့လမ်းကိုသူ့ဘာလျှောက်ခိုင်းတော့မလို့လားဆိုပြီးမေးလိုက်ပါတယ် gas ကဝစ်စုံဝစ်ထားရင်ဒီချက်ကဘာဖြစ်နေရလဲဟာဝတ်လိုက်တဲ့အချိန်မှာနာကျင်မှုတွေအလုံးပျောက်သွားတယ် မဟုတ်ဘူး။နာကျင်မှုတွေကိုခ ्यू မဆိုင်မိတော့တာဖြစ်မယ်။နာကျင်မှုထက်ပိုရေးကြီးတဲ့ຢာငါ့ကိုယ်ထဲမှာပြင်းပြနေတဲ့ဒီဆန္ဒပဲ။ငါခန္ဓာကိုယ်ထဲကနေစူပွက်ပြီးရက်ဆက်ကြမ်းကြုတ်တဲ့ຢာတစ်ခုကိုခံစားမိနေရဲ့။ဒါအဲ့ဒါအဲ့ဒါငါ့ရဲ့အတ္တပဲဆိုပြီးဒီချက်ဝတ်ကိုမောင်းနေနေတဲ့လောင်စာဟာ gas ရဲ့မဖြစ်ဖြစ်အောင်လုပ်မယ်လက်စားချေခြင်းနဲ့စိတ်သက်ပဲဆိုတာကိုသိလိုက်ရပါရဲ့။ဖွင့်ထုတ်ပြလိုက်။မင်းရဲ့ဒေါသတွေကိုဖွင့်ထုတ်ပြလိုက်အညိုးတွေကိုဖွင့်ထုတ်လိုက်ပါအကုန်လုံးကိုဖွင့်ထုတ်ပြလိုက်စမ်းဆိုတဲ့အတန်နဲ့အရင်အပိုင်းနေမှာတွေ့ခဲ့တဲ့ အမှောင်တူကိုကိုစားပြုတဲ့သားရဲရဲ့နှိုးဆော်မှုနဲ့အတူဘာဆတ်အာမော်ရီရဲ့အသွင်ပြောင်းသွားပါတော့လေမျက်လုံးနီနီနဲ့အခုမှအများကြီးပိုမိုက်ပိုထားကြပိုပြီးဘက်ဒက်စ်ဖြစ်သွားတာပါပြောင်းပြီးရာနဲ့ချက်ချင်းသားရဲရိုင်းဆိုင်တကောင်လိုစွတ်ပြေးလာပြီးခုတ်လိုက်တာဂရန်ဘဲကာလိုက်နိုင်ပြီမေးအာယန်ပါရီခုတ်ချက်ကြီးဖြစ်နေရာကြောင့်အံ့ဩသွားပါရဲ့ဒီကောင်ငါခန္ဓာကိုယ်ကြီးကိုတောင်တွန်းလိုက်နိုင်တာလားဆိုပြီးတွေးနေတော့မှ gas ကခုန်ပြီးထက်ခုတ်လိုက်ပါရဲ့တွန်းဖယ်လိုက်ပြီမေးမြေပေါ်မကျခင်ပါရဲ့အားနဲ့ထက်ခုတ်ပြလိုက်တာဂရန်ဘဲရဲ့ဒိုင်ပဲ့ထွက်သွားပါရဲ့ အဲ့တန်ချက်ကောင်နဲ့အဲ့လောက်ကြီးရဲ့ဓာတ်ကိုကင်ပြီးဘယ်လူသားမှတလောက်အမြင်နှုံးနဲ့လှုပ်ရှားနိုင်မှာမဟုတ်ဘူးဆိုပြီး grand bay တွေးနေတော့မှာ gas ကအနာကပ်လာပြီးဘယ်ဘက်လက်ကအမြောက်နဲ့အရင်ဥအောင်ထုလိုက်တာဒိုင်းကလုံးဝကွဲထွက်သွားပါတယ် gas ကမကောင်းဆိုးဝါးတကောင်လို့ကြမ်းနေကြဆိုပြီးမြဒီနေ့ကတော့ပူကြမ်းနေတယ်လို့ပဲလို့ ishidoro ကပြောလိုက်ပြီး sapiko ကလည်းထောက်ခံလိုက်ပါတယ် shiwiki ကတော့သူအဲ့တိုင်းဆက်တိုက်နေမယ်ဆိုရင်အန်ဒီရရှိတယ် gas ရဲ့ဒဏ်ရာတွေပျောက်သွားတာမဟုတ်ဘူးဒဏ်ရာရတဲ့နာကျင်မှုကို तू မခံစားမိတော့တာ အဲ့ဝစ်ဆောင်ကလူပုလေးတွေတွန်းလှုပ်ထားတဲ့အမွေနှစ်တခုပဲဘတ်ဆက်ကအာမောင်တနည်းအားဖြင့်တောင်းချမ်းသူတန်ချက်ကာလို့ခေါ်တယ်အဲ့ဒီချက်ကဝုတ်လိုက်တဲ့လူကကြောက်ဖို့ကောင်းတဲ့စိတ်ဆွမ်းရင်စီချောင်းတိုင်းအချိန်ကြီးလှုပ်ရှားပြီးတားမရတော့ဘူးရင်ဘက်ထဲရဲ့ဇောရီကအာကောင်းလွန်းတော့နာကျင်မှုမေ့သွားတယ်နာကျင်မှုဆိုတာခန္ဓာကိုယ်မပြည့်စည်အောင်သတိပေးကန့်သက်ထားတဲ့သတိပေးချက်တစ်ခုပဲ။နာကျင်မှုမရှိရင်လူသားတွေကမယုံနိုင်တော့အောင်တန်မာပြီးပော့ပါလာကြတယ်။ တစ်ဖက်မှာလည်းခန္ဓာကိုယ်ရဲ့အကန့်အသတ်တွေကိုကျော်လွန်ပြီးအသက်အန္တရာယ်ကိုထိခိုက်လာစေတယ်လို့ရှီဝီကီယာရှင်းပြလိုက်တော့မှအီရှီဒိုရိုသွေးလိမ့်လိမ့်ထွက်နေတဲ့ gas ကိုကြည့်ပြီး gas တစ်ခုခုဖြစ်သွားတော့မှလားလို့စိုးရိမ်နေပါရဲ့အထင်ကြီးလောက်စရာပါပဲနဲ့ရောင်သားသမားအခုတော့ကြုတ်ရဲ့အပြင်းဆုံးရိုက်ချက်ကိုခံစားကြည့်ပါအောင်ဆိုပြီးအားနဲ့ share လွဲရိုက်တာကို gas ကဓာတ်နဲ့စီးခုတ်ပစ်လိုက်တာတူကြီးပါကောက်သွားပါရဲ့ချိန်မဆိုင်မဲ့ထပ်ဆော်လိုက်တာ grand bay ရဲ့ပခုံးကိုပါဓာတ်နဲ့ခုတ်လိုက်နိုင်ပါရဲ့ grand bay ကတိတ်ကောင်းတယ် စီဂျင်းတိုက်ပွဲကိုမင်းနိုင်ပြီကောလာဟာလာရီတွေကထက်တောင်ပူတန်မာသားပဲဒါပေမဲ့တကယ်တိုက်ပွဲကခုမှစမှာငါသခင်အလင်းသိမ်းငဲ့အတွက်မင်းကိုအဆုံးသတ်ပြစ်မယ်ဆိုပြီးအပ်ပိုစတယ်ငကားဖောင်ကိုပြောင်းလိုက်ပါတယ်ဘာစက်တဲမှာပါရယ်မွန်စတာဖောင်နေအများစုကကြောက်ဖို့ကောင်းယွံဖို့ကောင်းပြီးကျန်းလာပါတယ်ဆိုရဲဂရန်ဘေးရဲ့အလှည့်ကြမှာငကားကြီးကပန်းရောင်တွေတန်းပြီးပုံတုံးနေပါတယ်လီငကားကြီးပါကျွန်တော်တို့ဒီဇိုင်းကိုလုံးဝမကြိုက်ပါဘူးဒီချက်ပိုကောင်းမယ်လို့မျှော်လင့်ထားခဲ့တာပါ မွန်စတာဖောင်ရဲ့ခွင်အားနဲ့ရိုက်ချလိုက်တဲ့တိုက်ခိုက်မှုကိုသွေးတွေစီးကြနေတဲ့ gas ကတားလိုက်ပါတယ်။စောက်ခွက်ကိုပါဓာတ်နဲ့တစ်ချက်တက်ထိုးလိုက်ပြီးမဲ့ gas လည်းပြန်စော်ခံရပြီးလွင့်သွားပါတယ်။တမ်မနီချက်တော်မာရီငါ့ရဲ့အလူမီနာအရည်ကွန်းမင်းကခွဲလိုက်တာလား။မဖြစ်နိုင်တာဆိုပြီး grand bay ကလန့်နေတော့မှလွင့်ထွက်ရာကနေခြေလက်တွေကျိုးနေပြန်ထလာတဲ့ gas ကအကုန်လုံးပြန်ကောင်းသွားပါတယ်။ Ishidoro ကနားမလည်နိုင်မဲမီးတော့အဲ့ဒါ Jack ရဲ့အစွမ်းဖြစ်ကြောင်း ဂျက်ကသူ့ရဲ့ကျိုးသွားတဲ့ခြေလက်တွေကိုထောက်ပံ့ဖို့အသားကိုဖောက်ပြီးအယိုးတွေထဲကိုထိုးဝင်သွားတာဖြစ်ကြောင်းအဲ့ဒီဂျက်ကကိုနောက်ဆုံးဝတ်ခဲ့တဲ့သူကသူ့ခန္ဓာကိုယ်ထဲကိုဂျက်ကရဲ့တံမဏိအသွားတွေဖောက်ဝင်စေခဲ့ကြောင်းရှိသမျှအယိုးတွေအကုန်ကျိုးရှိသမျှတွေးတွေအကုန်ခန်းတဲ့အထိတိုက်ခိုက်ခဲ့တယ်လို့ကြားဘူးကြောင်းရှီဝီကီယာရှင်းပြတော့အီရှီဒိုရိုလေတံပြောင်းသွားပြီးဂတ်ကိုဘာလို့အဲ့ဝတ်စုံကြီးကိုဝတ်ပေးလိုက်ရတာလဲအရန်အန်တီအများကြီးလို့ပြောရင်စိတ်ပူနေပါရဲ့ ဒီထဲမှာရှီဝီကီစောစောကပြောလိုက်တဲ့ရှေ့သမျှရိုးတွေအကုန်ကျိုးပြီးသွေးတွေအကုန်ခန်းနေတဲ့တိုက်ခိုက်ခဲ့တယ်ဆိုတာဘသူဖြစ်မယ်လို့ထင်လဲဆိုတာယောက်ဖာကိုခတ်မှန်းခဲ့ပါဦးအဲ့ဒီအချိန်မှာဖလိုရာရဲ့စိတ်ချင်းဆက်သွယ်ရေးအာယုံရလိုက်ပြီးဝေးရမ်းနေတဲ့ဆွမ်းအားစီကြောင်းတွေကဓာတ်သမားဂတ်ကိုမင်းလန်းပြပေးရမယ်လို့ပြောလိုက်တာကြောင့်သူ့ရဲ့ခန္ဓာကိုချိထားပေးဖို့စပီကိုရို့ကိုမိုင်းလိပ်ပြလွှင့်လိုက်ပါရဲ့ Grandvero နားကို Apostle ၄កောင်ရောက်လာပြီးမင်းကကြီးကျုပ်တို့လည်းပါပြရစီ ဒီမှာအားရနေကြတာမို့ကျုပ်တို့လည်းဝင်ချခြင်းလို့ပါဆိုပြီးစကားပြောနေတော့မဆုံးခင်ပါပဲ gas ကနှစ်ကောင်ကိုခေါင်းပြေးဖြတ်တကောင်ဓာတ်နဲ့တက်ထိုးလိုက်ပါတယ်အဲ့အချိန်မှာကြံတဲ့တကောင်က monster ဖောင်ပြောင်းပြီးပိတ်ရိုက်လိုက်တာ gas နံရိုးကျိုးသွားပါတယ်နံရိုးကျိုးအောင်ရိုက်လိုက်နိုင်ပြီဆိုပြီး feed တက်နေတော့မှပြန်ဆက်သွားပြီး apostle ကိုပါဇက်နဲ့ပြန်ကိုက်ဖဲ့ပြင်းဓာတ်နဲ့တက်ပြစ်လိုက်ပါတယ်ကြည့်နေတဲ့ ishidoro ရောကတော့ gas တိုက်ခိုက်နေတဲ့ပုံစံကတဖြည်းဖြည်းနဲ့လူနဲ့မတူတော့ဘူးဆိုပြီးပြောရင်းလန့်နေကြပါတယ်အဲ့အချိန်စပီကိုရုတ်ဘက်ကို apostle နှကောင်ရောက်လာပြီး ဝါးစားပစ်မယ်လို့ပြောလိုက်ပါတယ်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးသွားကြပါဦးပြီးတော့ပင်ကွင်းမှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး